မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမဲဖြစ်ပါတယ်။ တမတော်လေးလို့အမတ်တစိကတ်ထားပြီးစစ်ကောင်စီတပ်မှအရင်ကမရှိခဲ့ဘူးတဲ့လေရင်အမီးနံပါတ်5923နဲ့5924နံပါတ်တွေထွင်းထားတဲ့18အမျိုးအစားလေရင်အစ်စ်20ကိုတရုတ်နိုင်ငံကုမင်းလေဆိပ်မှာတွေ့ရတယ်လို့မြန်မာ witness ကဒီကနေ့မှထုတ်ပြန်ပါတယ်မြန်မာဝန်ထမ်းစီထုတ်ပြန်ချက်အရမြန်မာနိုင်ငံကိုပို့ဆောင်ဖို့ဖြစ်မယ်လို့ယူဆရတဲ့အဆိုပါလေရင်အမျိုးအစားဟာစစ်ကောင်စီကဘုံကျဲလေရင်နဲ့ထောက်ပို့လေရင်အဖြစ်ပြည်တွင်းတိုက်ပွဲတွေမှာအသုံးပြုနေတဲ့ဝိုင်းအမျိုးအစား ပို့ဆောင်ရေးလေယာဉ်အသစ်တွေဖြစ်တယ်လို့သိရပါဗျ။အီလီယန်နှစင်းတွေအသစ်ဖြစ်ပြီး မြန်မာ Air Force MAF နာမည်တပ်မတော်လေးဟုရေးသားထားပြီးရခင်ကမရှိခဲ့ဘူးတော့အမည်နံပါတ်များကိုတွေ့ရှိရပါတယ်။မကြသေးမီကမိတ်ဆက်ခဲ့တော့ YF200W အမည်နံပါတ်5922ကို2024ခုနှစ်ဒီဇင်ဘာလတွင်စတင်အသုံးပြုခဲ့ပါတယ်လို့မြန်မာ Witness ကဖော်ပြထားပါတယ်။မြန်မာ Witness ကအဆိုပါ Y8 လေးရင်တွေရောက်ရှိလာခြင်းဟာစစ်ကောင်စီရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့လေပတ်နိုင်မှုစွမ်းရည်ကိုတိုးပွားစေရန်ဖြစ်တယ်လို့ဆိုပါတယ်။ ူမင်းလေးစိမ့်မှာရန်နာထားတဲ့တီနီယာကိုလည်း Google App ကိုအသုံးပြုပြီးရှာဖွေအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါရယ်2023ခုနှစ်နောက်ပိုင်းတရုတ်ထုတ်ချက်တိုက်လေရင်နှင်းအပါဝင်တိုက်ပွဲတွေအတွင်ပြက်ကျသွားတဲ့စစ်ကောင်စီရဲ့လေရင်ကိုးစီးရှိသွားပြီဖြစ်ပါတယ်။ဖာကန်ဒေတာခံတွေရဲ့ပြောကြားချက်အရဒီကနေ့ဖာကန်မြို့လုံခင်းချေးရွာအုပ်စုမော်စီစာချေးရွာနယ်မြေကကြောက်စိမ့်လုပ်ပွဲအတွင်မှာရင်းမစေးဓမ္မတအူးကျင်းပေါ်ကပြုတ်ကြပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။ မိုးရွာနေတဲ့အချိန်ကံပါးမှာကြောက်ရှာဖွင့်နေတာကြောင့်ခြေချော်ပြီးကျင်းအောက်ခြေမှာရှိတဲ့ရေအိုင်နဲ့ပြုတ်ကျသွားတာဖြစ်တယ်လို့ဘာကန်ဒေတာခန်ကဆိုပါတယ်။တေဆုံးသူဟာကျင်းပေါ်ကနေပြုတ်ကျတဲ့အချိန်ရရှိတဲ့ဒဏ်ရာနဲ့ရင်းနှီးမှုမှု ကြောင်းအသက်ဆုံးရှုံးသွားခဲ့ရတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကလည်းဖာကန်ဆိုင်တောင်ကျေးွာအထက်မော်ရှန်အုပ်စုမှရှိတဲ့စုထူးပန်ကုမ္ပဏီဝင်းရဲ့မြေစာဟောင်းမှာရွှေမျောတွားတိုက်တဲ့တရုတ်လူမျိုးညီကိုနှစ်ဦးလည်းမြေစာပုံပြိုကျပြီးတည်ဆုံခဲ့တယ်လို့သိရပါဗျ။ပရာဟိတာအဖွဲ့ဝင်တွေကဖာကန်ဒေတာမှာနစ်စင်မိုရင်းကာလာရောက်ရင်မြေစာပြိုကျတဲ့ဖြစ်စဉ်တွေနဲ့မတော်တဆထိခိုက်မှုဖြစ်စဉ်တွေဖြစ်ပွားနေကြဖြစ်ပေမဲ့အာနာသိမ်းပြီးတဲ့နောက်ပိုင်းစီကဲမဲ့ကြောင်မြတ်တူဖော်မှုတွေကြောင့်ပုံမှုအဖြစ်များလာနေတယ်လို့ မှတ်ချက်ပြုပြောဆိုကြပါရယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းပါစေလို့ဆုတောင်းမြတ်တာပို့သားလိုက်ပါရယ်